မရှိလ28ရက်ကလှုပ်ခတ်သွားတဲ့အင်အားပြင်းငလျင်ကြောင့်နေပြည်တော်ပုပ္ပတိရီမြို့နယ်နဝရီရက်ကွက်မှာတိစောက်ထားတဲ့စစ်ကောင်စီအတိုင်းအဝိုင်းအခေါ်မုတ်ဆိုးမအင်အားမှာနေထိုင်သူတွေဟာလမ်းဘေးမှာရွက်ဖြင့်တဲတွေထိုးပြီးသာနေထိုင်နေရကြောင်းနေပြည်တော်ဒေသခံတွေထံကသိရပါဗျ။အဲ့ဒီအပြိုအပျက်တွေကြားထဲမှာပဲမကြောက်မလန့်နေနေရတာ ငလင်ထိထားတဲ့အဆောက်အဦတွေနဲ့၃00လောက်ပဲခွာတယ်အဲ့လိုနေကြတာမိုးရွာလဲဒုက္ခတွေနဲ့ပေါ့တချို့ကရွက်ပြင်တဲတွေနဲ့တချို့ကသူတို့အိမ်ကဗီဒိုတွေနဲ့တာလာဘက်တွေနဲ့ခါရန်ပြီးနေကြရတာပဲလို့နေပြည်တော်မြို့နေဒေသခံအမျိုးသမီးတူကပန်47ကိုပြောပါတယ်အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကငလင်လှောက်ခတ်မှုအပြီးမှာသူ့လက်အောက်ခံဝန်ထမ်းတွေကိုထောက်ပံ့ကူညီနေတဲ့ ရုတ်တံမှတ်တမ်းတွေထွက်ပေါ်လာခဲ့ပေမဲ့တကယ့်မြေပြင်မှာတော့အခုအညီအထောက်အပံ့မရကြသူတွေ ပုံများနေတယ်လို့ဒေတာကန်တွေက ဆိုပါတယ်။ဆက်ကဆက်ကဘာတစ်ခုမှမလုပ်တလို့ပြည်သူရော သူ့ဝန်ထမ်းရောဘာမှမပေးဘာမှမကူညီဘူး။အသိဝန်ထမ်းတွေဆိုပြောပြတယ်။ဘာအထောက်အပံ့မှမရဘူး။ဘာမှမရပါဘူးတဲ့။အခုနေတော့မအားလာက နေပြည်တော်ကသူ့အိမ်အပါ6လုံးတန်းနဲ့လမ်းတွေဆိုလဲသူတို့အေးပါသွာလာလို့ရတဲ့နေရာတွေပဲ။ ဖွက်ပြီးတော့ပြင်နေတာလို့နေပြည်တော်မြို့နယ်ဒေသခံအမျိုးသားတူကပြောပါတယ်။နဝရေရက်ကွက်ထဲကစစ်ကောင်စီအတိုင်းအဝိုင်းအခေါ်မုတ်ဆိုးမအင်ယာဆိုတာဟာရခင်လောက်ကင်တိုက်ပွဲအပြီးတေဆုံးထံရရသွားတဲ့စစ်ကောင်စီလက်အောက်ခံမိသားစုဝင်တွေကိုပြန်လည်ပေးအပ်ထားတဲ့အင်ယာတစ်ခုဖြစ်တယ်လို့လက်ရှိ2021ခုနှစ်နောက်ပိုင်းတိုက်ပွဲတွေမှာတေဆုံးခဲ့တဲ့တပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကိုပေးဖို့ဆောက်လုပ်ထားတဲ့အင်ယာပဲဖြစ်ပါတယ်။ အစိမ်းအောင်တိုက်မုံစိုးမအင်ယာကိုအခုမအားလာကိုပြီးအသေးခံတိုက်နေတဲ့ဟာရီရဲ့မယားရီမုံစိုးမတွေကို ပေးဖို့စောက်ထားတာသူတို့တည်ရင်မိသားစုဝင်တွေကိုအဲ့အခန်းတွေဖေးမှာတချို့တိုက်တွေကခိုင်နေမပြိုဘူးအတားပဲရှိတာတချို့တိုက်တွေကပြိုသွားတာတော့စောင်းသွားတာတော့ရှိတယ်လို့မြေပြည်တော်မြို့နယ်အမျိုးသမီးတဦးကလည်းပြောပြပါဗျ။လက်ရှိမှာတော့အဆိုပါမုံစိုးမအင်ယာမှာနေထိုင်ကြသူတွေကိုကိုကြီးထောက်ပံ့တာတွေမရှိသလို့ အဆောက်အဦတွေပြင်ဆင်ဆောက်လုပ်ပေးခြင်းမရှိတာကြောင့်လမ်းမေးမှာပဲဖြစ်တယ်လို့နေနေကြရတာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်းဆောင်မဲအောင်လှိုင်ကပြီးခဲ့တဲ့ဧပြီလ9ရက်ကနေပြည်တော်အစိုးရအဖွဲ့ရုံးမှပြုလုပ်တဲ့အစည်းအဝေးမှာငလျင်တန်ကြောင့်ထိခိုက်ဒေဆုံးသူတွေကိုတယောက်၁၀သိန်းကျပ်ထောက်ပံ့ပေးသွားမယ်လို့ပြောဆိုခဲ့ပူပါတယ်။ဒါ့အပြင်ထိခိုက်ပျက်စီးခဲ့တဲ့အဆောက်အဦတွေအတွက်လည်းနိုင်ငံတော်ကနေထောက်ပံ့မှုတွေစောင့်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပျက်စီးခဲ့ရတဲ့ဝန်ထမ်းအင်အားတွေကိုလည်းအသစ်ပြန်လည်တိစောက်ပေးသွားမှာဖြစ်တယ်လို့ပြောဆိုခဲ့ပါသေးတယ်။အင်အားပြင်းငလျင်ကြောင့်နေပြည်တော်ကောင်စီနယ်မြေရပ်ွက်ကြီးကိုကူရှိဝန်ထမ်းအင်အားစုစုပေါင်း1556လုံးရှိတဲ့အထက်က610လုံးဟာနေထိုင်ရန်မသင့်ကြောင်းလူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့စစ်ကောင်စီရဲ့အပြက်အစီးစင်းတွေအရာသိရပါတယ်။လက်ရှိငလျင်တန်းကြောင့်ပျက်စီးပြိုကျခဲ့တဲ့ပုပ္ပသီရီမြို့နယ် နော်ရီရက်ကွက်အတွင်းရှိစစ်ကောင်စီလက်အောက်ခံဝန်ထမ်းအင်အားအရေးအတွက်ကိုတော့ Pan47 အနေနဲ့စုံစမ်းနေဆဲဖြစ်ပါတယ်။